မောပြေလေးရဲ့ channel မှာကြိုဆိုပါရစေ။တရားတော့တခြားရက်ွက်အတီးတီးမှာအပြရာဆိုင်စီစီကားကားကြီးကျင်းပနေကြတဲ့တရားပွဲတွေကိုကြည်ပြီးနန်းသားမြန်ရက်ွက်ကလည်းသူတို့ရက်ွက်အแทမှာတရားပွဲလေးတစ်ပွဲလောက်ကိုကျင်းပကျင်းနေတာ။သူတို့ရက်ွက်အแทမှာကလည်းတရားပွဲဆိုလို့တခါမှမလုပ်ဘူးသေးတာကိုအဲ့ဒီတော့ရက်ွက်အแทကလူတွေစုပြီးတရားပွဲကျင်းပရဲ့အတွက်တိုင်ပင်ကြတယ် အကုန်လုံးကလည်းတရားပွဲလုပ်ဖို့စိတ်အားထက်သန်နေကြတဲ့သူတွေကြီးပဲဆိုတော့တရားပွဲကျင်းပဖို့အတွက်ဆုံးဖြတ်လိုက်ကြရောဆိုပါတော့တရားပွဲကျင်းပဖို့အတွက်ရက်ွက်ထဲမှာအလှငွေကောက်ခံတော့လဲအလှခံလို့ရတဲ့ငွေကတခြားရက်ွက်တွေထက်တောင်းတာသေးတယ်တရားပွဲကျင်းပမှာကနှစ်ရက်တရားဟောဖို့စီရတော့နှစ်ပါးကိုလည်းပင့်လျှောက်ပြီးသွားပြီမန္တကြီးကလည်းခန်းခန်းနာနာနဲ့တရားနာပရိသတ်တွေထိုင်ဖို့အတွက်တောင်းကော်စော့ကြီးပဲခင်းထားတာ တရားပွဲအတွက်အကုန်လုံးအစင်းသဖြစ်ပြီးကမှအရေးကြီးတာတခုမေ့နေတာကိုသတိရသွားကြတာတရားပွဲတို့ရဲ့ထုံးစံအတိုင်းမပါမဖြစ်အရေးကြီးလာတဲ့တရားတော့သိတဲ့အတိုင်းတရားပွဲဆိုတာကလည်းတရားတော့မပါလို့မှမဖြစ်တာတရားဟောဆရာတော်တွေကလည်းတရားတော့လေးပါတော့မှဟောရပြောရပို့ပြီးမြင်ကြတာကို တချို့အမေးများထူတဲ့ဆရာတော်တွေနဲ့တွေ့လို့ကတော့အောက်ကတရားတော့ဖြေရတာမေယိုညောင်းပြီသာမှတ်ပေရောပဲဘလို့တော့တကကြီးရဲ့ ဒီလိုပါဗျာရှင်းရလားတကားကြီးရဲ့ရှင်းပါတယ်ဗျာစသဖြင့်ပေါ့လေတကယ်သိတာမသိတာရှင်းတာမရှင်းတာအသာထားမရှင်းလဲအိမ်ရောက်မှသာကိုဟါကိုစာအုပ်ပြန်လန်ကြည့်ပြီးရောပဲတရားတော်ဆိုတာအဲ့လိုမျိုးဆရာတော်နဲ့ရတန်မိမဟာမိုနီမိမဖြစ်တာကိုအဲ့ဒီတော့တရားတော်ဆိုတာကလည်းအရေးကြီးတာပဲအခုတော့တရားပွဲလုံးမယ့်နေ့ရောက်ပြီတရားတော်ကမရှိသေးဘူးတရားပွဲကိုဦးစီးဦးစားလုပ်တဲ့သူတွေကလည်း လူရွယ်လူလက်တွေကြီးပဲဆိုတော့သူတို့အနေနဲ့လည်းတရားတော်မလုပ်ချင်ကြဘူး။အဲ့ဒီတော့ကောင်းချင်းဆိုင်ပြီးတိုင်ပင်ကြတယ်။ဘသူ့ကိုလောက်ခိုင်းရင်ကောင်းမလဲ။တယောက်ရဲ့စကားကိုနောက်တစ်ယောက်ကတရားတော်ဆိုတော့အသက်ကြီးကြီးဖျားမယ်အပြင်ဖျားအောင်တရားကြောင်လေးလည်းတီးမိခောက်မိရှိအောင်မှကောင်းမှာ။အကုန်လုံးဝိုင်းပြီးစဉ်းစားကြပြီမဲ့အပြေကထွက်မလာဘူး။တော်တော်ကြတော့မှငါတို့ရက်ွက်ထဲမှာလဲအသက်ကြီးတဲ့သူတွေတော့ရှိပါရဲ့။တရားတော်လုံနိုင်တဲ့သူရဲ့လို့တယောက်မှမရှိဘူး။ အကုံလုံးလိုလိုကအရက်ဆိုင်ဘက်ကိုသာခြေချင်းလိုင်အောင်သွားနေကြပါပဲ။ဓမာယုံဘက်ကတော့ခြေဦးတောင်လှည့်တဲ့သူတွေမဟုတ်ဘူး။အေးလေ၊ဂါကြီးဆိုလို့ဆိုရင်လည်းအသက်အသာကြီးလာတယ်။အခုတက်တိပြီးသုံးလုံးထဲကကိုမထွက်နိုင်သေးဘူး။ဘာလဲဟာပြီးသုံးလုံးဆိုတာ။ပြီးသုံးလုံးဆိုတာဘီယာတောက်မယ်၊ဘီလီယက်ထိုးမယ်၊ဖော်လုံးဝဲလောက်မယ်ဆိုတဲ့သူတွေကိုခေါ်တာလေ။တယောက်ကဝမ်းတာအားရနဲ့ဟေးကောင်တွေငါတရိရပြီ။လမ်းမရန်ကဦးစန်းကြီးကိုတရားထောက်လောက်ခိုင်းရင်မကောင်းဘူးလား။ လေထိုးချွတ်ဖာဦးစန်းကြီးကိုပြောတာလားဟုတ်တယ်ကြံတဲ့သူတွေနဲ့ဆိုင်ရင်ဦးစန်းကြီးဆိုရင်ပိုပြီးတင့်တော်မလားလို့အေးကောင်းတာပဲဒါဆိုလဲဦးစန်းကြီးကိုတွားပြောကြရအောင်အရာနဲ့တွားပြောတော့ဦးစန်းကဖြစ်ပါမလားကွာငါကတရားတော်လို့ဖို့နေနေတတတရားတပုတ်ဆုံးအောင်တော့နာဘူးတာမဟုတ်ဘူးတော်ကြာမာရင်းကုန်မှဖြင့်ဦးစန်းကလည်းဘာမှစရာလို့လို့လဲဟုတ်ပါဗျာမှန်မှဗျာဒီလောက်လေးပဲပြောရတာပဲဟာ တချို့ဟာလေနည်းနည်းပါပါလောက်ကိုဘာသာကိုစဉ်းစားပြီးပြောလိုက်ရင်ပြီးတာပဲဟာအေးလေအဲ့ဒါဆိုလေပြီးတာပဲအဲ့ဒီဦးဆန်းဆိုတာကလေထိုးကျွတ်ဖာဆိုင်ဖွင့်ထားတာအတောအစားကင်းပြီးအနေထိုင်တည်ပေမဲ့ဘာသာရေးလိုက်စားမှုတော့အားနည်းတယ်လို့ပြောရမယ်တရားဝဲလက်စရောဆရာတော်ကပျားရှိခိုးနဲ့တိလာပိတရားဟောကလေးကိုကဦးဆန်းကမျက်လုံးစင်နေပြီတနေ့ကအလုပ်လုပ်ထားတဲ့သူဆိုတော့ငင်ငင်လေးထိုင်နေရတော့အိတ်ချင်နေပြီ။ ဆရာတော်ဟောတဲ့တရားတော်ကိုလည်းမကြားတစ်ချက်ကြားတစ်ချက်ကဲအဲ့ဒါကြောင့်မို့လို့တေရီတေရဲ့တောက်စားခြင်းကနေရှောင်ကျင်ရမှာပေါ့တကားကြီးဥဆန်းဆရာတော်ခေါ်တန်းကြားလိုက်တော့မှဥဆန်းငိုက်နေရကနေစက်ခနဲ့လန့်သွားတယ်ဆရာတော်ကတေရီတေရကကောင်းကျိုးပေးရလားတကားကြီးရဲ့ပေးပါတယ်ဖေဟေးဥဆန်းရဲ့စကားကြောင့်ဆရာတော်မျက်လုံးပြူသွားပြီးအရက်ကဘလို့ကောင်းကျိုးပေးလို့လဲတကားကြီးရဲ့ ခင်မေတို့ဆိုအရက်ရောင်းတော့မှအိမ်တလုံးဝယ်ပြီးသွားတဲ့အပြင် သူ့သားလေးကိုပါဆိုင်ကယ်ဝယ်ပေးထားတယ်ဖေ။မနေ့ကတောင်ဘိန်းပေါက်လို့တပည့်တော်ဆိုင်မှာလာပါသွားသေးတယ်ဖေ။ဆိုင်ကယ်ကအနက်ရောင်လေးလှတယ်ဖေ။ဦးစန်းကခက်တီတီကြီးနဲ့ပြောနေသလား။ဆရာတော်ကတော့ကြက်တီတီသွားတာလား။ဘာလားတော့မသိဘူး။ဘာမှမပြောဘဲဦးစန်းကိုဝဲတူတူကြီးစိုက်ကြည့်နေတယ်။ခဏကြာတော့မှခေါင်းကိုဟိုပွတ်ဒီပွတ်ပွတ်ရဲ။အင်းတကားကြီးနဲ့တွေ့တော့မှပဲ။ဖေဟောတရားတော်တွေတောင် ပြန်ပြင်ရမလို့ဖြစ်နေပြီ။အင်းဒုက္ခဒုက္ခတရားနာပရိသတ်တွေကလည်းရည်ကြင်ပေမဲ့ဆရာတော်ကို အာနာပြီးမရည်ရဲဘူး။ဆရာတော်လည်းတရားသာဆက်ဟောရတယ်။သိပြီးစိတ်ပါပုံမရတော့ဘူး။တရားတော်ကြီးဦးဆန်းကတော့တိတဲ့အတိုင်းပြန်ငိုက်နေပြီ။ဆရာတော်ဘာဟောလို့ဟောမှန်းလဲမသိတော့ဘူး။အဲ့ဒီလိုနဲ့ပိုတိခံရတဲ့သားလေးရဲ့မျိုးစိတ်တွေပြောက်အောင်ဆိုပြီးမိဘနှစ်ပါးကတစ္ဆာဆိုတဲ့ပရိသတ်တို့ရဲ့ မိဘနှစ်ပါးရဲ့တစ္ဆာစကားကလည်းမှန်ကန်နေတဲ့အတွက်ကြောင့်တကြားမင်းလည်းမနေနိုင်တော့ဘူး။တကြားမင်းရဲ့မြားကြောက်ဖြာကတင်းလာတာကိုတကာကြီးဦးဆန်းဦးဆန်းငိုက်နေရကနေလန့်သွားတယ်။ဆရာတော်ကဆက်ပြီးဘာကြောင့်တကြားမင်းရဲ့မြားကြောက်ဖြာကတင်းရတာတုံး။ဦးဆန်းကလည်းမဆိုင်မတွပဲလေပေါင်းများသွားလို့ပါဖေ။ဖေဖေဆရာတော်ကရင်ဘတ်ကလေးဖေးရင်ဖေတာနေပေမဲ့ တရားနာပရိသတ်တွေကတော့ရီကုန်ကြပြီ။ဆရာတော်လည်းဦးစန်းကိုစိတ်ပြက်လက်ပြက်ကြည့်ရဲ့။တရားမင်းကြောက်ဖြာတင်တာလေပေါင်များလို့ဟုတ်လား။တရားမင်းရဲ့ကြောက်ဖြာကိုများတကားကြီးလေထိုးနေတဲ့ကားတာယာများအောက်မေ့နေလို့လား။ဆရာတော်စကားကြောင့်ပရိသတ်တွေပူပူရီကုန်ပြီ။ဆရာတော်ကဆက်ပြီးကောင်းလိုက်တဲ့တရားတော့သာသနာတော်ကြီးအတွက်တော့တော်တော်အားရှိစရာကောင်းပါလား။ဆရာတော်လည်းဘာမှဆက်မဟောတော့ပဲအตาလေးငြိမ်နေသေးတယ်။ ခဏကြာတော့မှဆီရတော်လဲတကားကြီးဦးစန်းကိုမြင်နေရရင်ရောင်ရမ်းပြီးမေးမိနေအောင်မဆိုတော့ကျန်တဲ့တရားကိုတော့မျက်စိမိတ်ပြီးရဲဟောပါတော့မယ်။ဆိုပြီးခေါင်းကိုငုတ်မျက်လုံးကိုစုံမိတ်ပြီးဟောသွားတော့တာတရားပွဲပြီးတဲ့အထိပါပဲ။နောက်နေလဲကြာရောတရားပွဲဖြစ်မြောက်ရေးကလူတွေခေါင်းစစ်ဆိုင်ပြီးဒီညတော့တရားတော့ပြောင်းမှဖြစ်မယ်နော်။ဦးစန်းကြီးနဲ့တော့ဖြစ်မှာမဟုတ်ဘူး။အေးလေကွာမနေ့ကအိတ်ရှင်မူတူနဲ့ဘာတွေပြောနေမှန်းကိုမသိဘူး။ တော်သေးတာပေါ့ဆရာတော်ကနင်းနနာចောင်းကဆရာတော်ဖြစ်နေလို့ငါတို့ကိုဘာမှပြောမသွားတာနှုတ်မှုဆိုမလွယ်ဘူးဒီညာဟောမဲ့ဆရာတော်ကဒေါသကြီးရဲ့လို့ကြားဘူးတယ်နော် မနေ့ကလိုမျိုးဆိုရင်တော့ဖြစ်မှာမဟုတ်ဘူးအဲ့ဒီတော့ဒီညာဘသူ့ကိုတရားတော်လောက်ခိုင်းရင်ကောင်းမလဲအကုန်လုံးစဉ်းစားနေရင်ကနေတယောက်ကငါတရိရပြီဖာထီးကိုလောက်ခိုင်းရင်မကောင်းဘူးလားဟာအေးဟုတ်တာပေါ့ဖာထီးရှိတာကိုငါတို့မေ့နေတယ်ကြည်စမ်း ဟုတ်တယ်ဖာထီးကိုလောက်ခိုင်းရမယ်အဲ့ဒါနဲ့ဖာထီးကိုသွားပြောကြတော့အေးလေလုံမဲ့သူမရှိတော့လဲလှုပ်ပေးရတာပေါ့ဒါပေမဲ့ငါမိန်းမကိုအိမ်မှာတယောက်ထဲထားခဲ့ရမှာကိုတော့စိတ်မချဘူးသူ့ကိုပါတရားနာခေါ်ခဲ့ရမှာပဲကြည်ဖာထီးကအဲ့လိုလူမျိုးပါဆို သူ့မိန်းမကိုလည်းချစ်သလားမမေးနဲ့မျက်စိအောက်ကကိုအပြောက်မခံတာသားသမီးကလည်းမရှိနှစ်ယောက်ထဲနေကြတာ အခုတက်တီသူမိမအတွက်တနက်ခါကိုသူကိုယ်တိုင်တွေးပြရမှကျင်းနေတဲ့သူဆိုတော့အဲ့လောက်အထီကိုမိမကိုချစ်တာရက်ွက်ထဲမှာလဲသူ့နာမည်ရင်းကိုဘယ်သူမှမခေါ်ကြဘူးအသက်ကြီးကြီးကရင်လူမျိုးဖြစ်တဲ့အတွက်သူ့ကိုအားလုံးကဖာထီးလို့ပဲခေါ်ကြတာအပြောအဆိုကလည်းတိုင်းရင်းသားပြီးပြီးဟော်ဟော်ဒိုင်းဒိုင်းပွန့်ပွန့်လင်းလင်းသမားဆိုတော့အားလုံးကလည်းသူ့ဆိုခင်ကြတယ်အဲ့ဒါနဲ့တရားဝဲဒုတိယညစရော်ဆိုပါတော့တရားနာပြိတ္တအေးရောင်ကုန်ပြီ တရားဟောဆရာတော်ကလည်းဒေါသကြီးရဲ့လို့နာမည်ကြီးနေတဲ့ဆရာတော်ဖြစ်တဲ့အတွက်တရားနာပရိသတ်တွေခင်ဗျာလဲဆရာတော်နဲ့တရားတော်တို့အစင်မှပြေးပါမလားလို့စိုးရိမ်စိတ်တွေကလည်းဝင်နေတာကိုဒါပေမဲ့ဆရာတော်နဲ့တရားတော်ပါတီတို့ကလည်းအပေးอยู่အတိုင်ဘောက်ကညီသလားမမင်းနဲ့ဆရာတော်ကဒါလေးကဒီလိုမဟုတ်လားဖာတီရဲ့တင်မဒါလေးကဒီလိုပါဖေဟာဘာကြောင့်ဘလို့ဖြစ်ရတာတော့ဖာတီရဲ့လို့မေးလိုက်တာနဲ့ဖာတီက ဒါကြောင့်ဒီလိုဖြစ်ပါတယ်ဖေယာအဲ့ဒီလိုဆရာတော်နဲ့တရားတော်စီးဝါးကြိုက်နေတော့မှပဲတရားနာပရိသတ်တွေလည်းတရားနာရတာစိတ်ဖြောင်းဖြောင်းနာရတော့တယ်အဲ့ဒါကြောင့်မို့လို့တန်တရားကိုဖျက်ချင်ရင်ဘာလုပ်ရမလဲဖာတိရဲ့နိဗ္ဗာန်ရောက်အောင်စူးစမ်းရပါမယ်ဖေယာဟုတ်တာပေါ့တကားကြီးရဲ့နိဗ္ဗာန်ရောက်မှတန်တရားကပြတ်မှာကိုဖာတိရောနိဗ္ဗာန်မရောက်ချင်ဘူးလားရောက်ချင်ပါတယ်ဖေယာ အေးဟုတ်တာပေါ့ငရဲဆိုတာကိုဘယ်သူမှမသွားကျင်ပေမဲ့နိဗ္ဗာန်ကိုတော့လူတိုင်းသွားကျင်ကြတာပေါ့မဟုတ်ဘူးလားကဲဒါဆိုဆရာတော်ကဖာတီကိုတခုမေးမယ်ဟုတ်ပြီလားမေးပါဗျာဆရာတော်ကချောင်းတစ်ချက်ဟန့်လိုက်ပြီးကမှဖာတီရဲ့ဖာတီမိမရဲ့ဆရာတော်ရဲ့၃ယောက်ရှိတယ်ဆိုပါတော့အဲ့ဒီ၃ယောက်ထဲကတယောက်ကအဝီစီငရဲကိုသွားရမယ်ဆိုရင်ဖာတီကဘသူ့ကိုသွားခိုင်းမလဲ ဆရာတော်ကိုတွားခိုင်းပါမယ်ဖျာဆရာတော်ကရေကျဲကျဲနဲ့ကြည်စံတရားနာပရိသတ်တို့ဖာတိကဆရာတော်ကိုတော်တော်ကြည်ညိုပုံရတယ်မကောင်းတဲ့နေရငရဲကြတော့ဆရာတော်သွားတဲ့ကဲဒါဆိုရင်ဖာတိကိုတခါလဲဆက်မေးလိုက်အောင်မယ်နိဗ္ဗာန်ကိုတယောက်တည်းသွားရမယ်ဆိုရင်ရောဘသူကိုတွားခိုင်းပါလဲဆရာတော်ကိုပဲတွားခိုင်းပါမယ်ဖျာအင်းဆောဆောကပြောတော့ဖာတီကနိဗ္ဗာန်သွားခြင်းနဲ့ဆိုအခုဘာဖြစ်လို့ဖာတီကနိဗ္ဗာန်ကိုမသွားတော့တာလဲ တပည့်တော်နိဗ္ဗာန်ကိုသွားရင်ဆရာတော်ဘုရားနဲ့တပည့်တော်မိမနှစ်ယောက်ထဲထားခဲ့ရမှာစိတ်မချလို့ပါဘုရား။ဘာကွဆရာတော်អော်လိုက်တာ အကုန်လန့်သွားတယ်။ဆရာတော်မျက်နှာလည်းရဲတက်နေပြီ။ဘာစကားပြောတာလဲ။ဒီစကားကငါရဲ့တိလသမารီကိုစော်ကားတဲ့သဘောမယုံကြည်တဲ့သဘောဒါငါ့ကိုလူပုံလဲမှာတတ်တတ်မဲ့အဆက်ခွဲတာ။တော်ပြီမဟုတ်တော့ဘူးငါပြန်မယ်။ဆိုပြီးပလင်ပေါ်ကနေစဉ်ချလာတာ။အဲ့ဒီတော့မှဆရာတော်ဒေါသထွက်နေမှလည်းတီးရော တရားပွဲကျင်းပရေးကလူတွေကလည်းတတိဝင်လာပြီးဆရာတော်ကိုတောင်းပန်တဲ့သူကတောင်းပန်အတင်းဆွဲတဲ့သူကဆွဲထိုင်ကြောတဲ့သူကကြောနဲ့ရှုပ်ရက်ကိုခတ်ကုန်တော့တာဖာတီကတော့သူနဲ့မဆိုင်တဲ့အတိုင်းအေးဆေးပဲနောက်ဆုံးကြတော့ဆရာတော်ကတရားနာပရိသတ်တွေကို အာနာလို့ဆိုပြီးတရားတော်ဆုံးအောင်ဆက်ဟောသွားပါရဲ့ဒါပေမဲ့တူတူလေးရဲ့ အဲ့ဒီနောက်ပိုင်းနန်းသာမြန်ရက်ကွက်ဆိုတာနဲ့ဘယ်ဆရာတော်ကိုမှပင့်လို့မရကြလို့တရားပွဲမလုပ်နိုင်တော့တာအခုထက်တီးပါပဲခစားလာတဲ့ညများကိုကျေးဇူးများကြီးတင်ရှိပါတယ်ရှင်ရှင်လန်းချမ်းမြေကြပါစေရှင်